။နန်းဆိုတဲ့ခွေးလိုက်ရောက်တဲ့သူပါ။ခွေးတွေကိုတဲပြီးအလားမှာဆိုင်ကယ်ကထိုးရသွားတာကြောင့်ဆင်းပြီးပြင်လိုက်ရပါတယ်။ဆိုင်ကယ်ပြင်ပြီးချိန်မှာတော့မန်းဟာပေနေတဲ့လက်ပိုးရေအိမ်မှာသွားစီချိန်မှာတူးကိုတခုခုကစိုက်ကြည့်နေတာကိုသတိထားမိသွားတာကြောင့်လက်ကြည့်ချိန်မှာတော့ဘာမှမမြင်ရတာကြောင့်လက်ပြန်စီးချိန်မှာတော့ရေထဲကနေလက်တစ်ချောင်းကထွက်လာပြီးရေမြစ်တက်လိုက်ပါတယ်။နန်းကသူ့ရဲ့ကောင်မလေးကိုခေါ်ခဲ့ပြီးအဖေဖြစ်သူရဲ့ဇာပနာပွဲကိုလာခဲ့ပါတယ်။နန်းကအိမ်ပြန်ရောက်ချိန်မှာတော့အမေဖြစ်သူကကန်ဆိုးလာတဲ့သူ့ယောက်ျားရဲ့အလောင်းကိုတွားကြည့်ခိုင်းခဲ့ပါလေ နန်းကတွားကြည့်ချိန်မှာတော့သူ့အဖေရဲ့အလောင်းကညလုံးပွင့်နေလို့ပြပိတ်ပေးချိန်မှာတော့နားနဲ့နှာခေါင်းကနေတွေးတွေကထွက်လာပြီးမန်းရဲ့လက်ဘေးမှာကိုက်ရတစ်ခုကိုနန်းကတတိထမ်းပြီးတွားခဲ့ပါတယ်။နန်းရဲ့ကောင်မလေးရှင်ကိုနန်းရဲ့အတော်တွေကခွေးသားနဲ့အခန့်ကျွေးမေးတော့ရှင်ကခွေးသားမစားဘူးလို့ပြောတော့ပြီကနန်းကိုဒီခွေးသားကျေးဇူးနဲ့မျိုးချောင်းထားနိုင်တယ်အဆင်ထိပြတာမစားခြင်းနဲ့မစော်ကားနဲ့လို့ပြောကကောက်တိန်လိုက်ပါလေ။ဦးလေးမမလူရရောက်လာချိန်မှာတော့နန်းရဲ့ကောင်မလေးလာချောတယ်လို့ပြောကမြောက်ပင်ပေးခဲ့ပါတယ်။ တွေ့ကတော့အင်ဂျီတွေကိုယူခဲ့ပြီးလွင်ကိုအပြင်မှာမတားကောင်းကိုအဝတ်စားသွားလေခိုင်းတော့လူရလည်းမလဲပင်းကျင်မှုပြောတာတယောက်နဲ့တယောက်စကားများနေရင်သူ့ရဲ့ခန္ဓာကိုယ်ကနေဖြောင်းမှုတိန်းထားတဲ့အာဓုပရဲ့ပစံတွေကထွက်ကြလို့လာခဲ့ပါတယ်။သူရလည်းပစံတွေကိုအမြန်ကောက်တိန်းလိုက်ပါတယ်။နန်တို့မိသားစုတွေကတော့တေဆုံးသူကိုရွရွအတိုင်းကြော့ခဲ့ပြီးလာတဲ့သူတွေကိုခွေးတန်းနဲ့အခန့်ကျွေးမှုခဲ့ပါတယ်။အကောလုံးကလည်းခွေးတာကိုမြင်းကြီးရှိတ်ရင်နဲ့စားတောက်နေတာကိုနန်ကမကြည့်ချင်တာကြောင့်ထထထွားခဲ့ပါတယ်။ နာအဖေဖြစ်သူကိုကတော့ချိန်မှာတော့အမျိုးသမီးပြောက်ကအာတုပလာရှိချိန်မှာနာရဲ့အနောက်ကနေခွေးဖြူကြီးထောင်ကိုမြင်တော့ချက်ချင်းဆိုတလို့လဲ့ပြန်သွားတာကိုနန်းကမြင်သွားခဲ့ပါလေ။နာအတုနောက်ကိုပြန်လဲ့ကြည့်ချိန်မှာတော့ဘာမှမရှိတာကိုမြင်လိုက်ရပါလေ။ညရောက်တဲ့ခါမှာတော့ခေါင်းစလာအောက်ကနေခြေတော့သစုံကိုနန်းကမြင်တော့လဲ့ပြန်ကြည့်ချိန်မှာတော့ဘာမှမရှိတာကြောင့်ပြန်အိပ်ဖို့အတွက်နောက်ပြန်လဲ့ချိန်မှာအဖေဖြစ်သူမန်ကိုမြင်လိုက်ရတော့လန့်ချက်လို့သွားခဲ့ပါလေ။တစ်ဖက်မှာလည်းသူတို့မိသားစုဝင်တွေကချိုးတက်လန့်နေဖြစ်နေတာကိုမြင်လိုက်ရပါလေ။ အဖေဖြစ်သူကတော့အခုမြင်နေရတာတွေကမကြခင်အဖြစ်ဆိုးနဲ့ဂျုံလာရတော့မယ်လို့ပြောခြင်းမှာမန်ရဲ့လက်ဘင်းကိုနောက်ကနေကျိုးနဲ့ဆွဲခေါ်လို့တွားခဲ့ပါတယ်။အဲနောက်နန်းကလည်းအဖေဖြစ်သူရဲ့ဇာပနာကိုစောင့်ရင်းနဲ့အိမ်မက်ဆိုးကနေနိုးထလို့လာခဲ့ပါတယ်။ငါတရင်မှာတော့မန်ရဲ့အလောင်းကိုမြေမြုပ်ကတကြိုပေးခဲ့ကြပါတယ်။ဇာပနာပွဲပြီးသွားချိန်မှာတော့မိသားစုသမီးဝိုင်းမှာကီဝက်ကမနေ့ပြန်ကြရင်တတ်တက်ယုံပြန်ဖွင့်လို့မယ်ဆိုတဲ့အကြောင်းမကြီးဖြစ်သူနှဲ့ကိုပြောလိုက်ပါလေနှဲ့ရတော့သူယောက်ျားဆုံးတာမနေ့တနေ့မှဆိုတော့ရက်တက်တစ်ပတ်ကြာမှပြန်ဖွင့်ဖို့အတွက်ပြောတော့ အားလုံးကမနေ့ကမှမဖွင့်နိုင်ရင်သူတို့ရဲ့ဖောက်တဲတွေကတခြားလူတွေစီမှာတော်ဝယ်ရင်မမတ်တူတူပုံးသွားနိုင်တယ်လို့ပြောကဒါလည်းဖြစ်ဖြစ်မနေ့ကဆိုင်ပြန်ဖွင့်ရမယ်လို့ပြောလိုက်ပါတယ်တဆက်ထဲမှာပဲနန်ကတော့ရှုနဲ့လက်ထက်ချင်တယ်ပြောတော့ကွီတို့ကအဖေဖြစ်သူကစိုးလာမကြသေးဘူးတားဖြစ်သူကမင်္ဂလာဆောင်တော့ကိုတဘောမကြကြအောင်ပြောခဲ့ပါတယ် နန်ကတော့ရှိုးမှာတူနဲ့ရတဲ့ရင်သွေးလေးကရှိနေပြီးမကြခင်ဘိုက်ကပူလာတော့မှဖြစ်လာကြအောင်အများဆုံးလက်ထက်ချင်တယ်ခွင့်ပြုပေးဖို့အတွက်ပြောတော့ကီရက်ကတူအကိုဆုံးလာဖြစ်မကြသေးဘူးတူဖြစ်တူနန်ကအခုလိုထားပြောတော့ကီရက်ကစိတ်တူပြီးလက်မထပ်ပေးနိုင်ဘူးတကယ်လို့ငါရဲ့ဆန္ဒမပါပဲလို့ရင်အခုလုံးကိုတတ်ပြစ်မယ်လို့ပြောကထထွက်သွားခဲ့ပါလေနန်ရဲ့အမေကတော့ဘာဆက်လို့ရမှန်းမသိတာကြောင့်ငိုလို့နေခဲ့ပါလေနန်ရဲ့အမေကတော့တာဖြစ်တူအတွက်အကောင်းဆုံးဖြစ်အောင်လုပ်ပေးမယ်လို့ပြောဆိုခဲ့ပါလေ ရှုံးကတော့နောက်ဖေးမှာလည်းအောင်တဲ့ဗကန်လေးဆင်းနေချိန်မှာတော့နန်ကရောက်လာပြီးစောနာကမီတာစုထမင်းဝိုင်းမှာပြောခဲ့တာလေးနဲ့ပတ်တယ်ပြီးရှုံးတဲ့အောင်ဆင်မကောင်းဖြစ်မှဆိုးတာကြောင့်တိတ်ပြီးစိတ်ထဲမထားဖို့ပြောခဲ့ပါတယ်ခဏကြာမှာတော့နန်ကိုအမေဖြစ်သူကခိုင်းစရာရှိလို့ခေါ်လို့တွားပြီးရှုံးကိုဒိုင်ထဲကခလေးထိခိုင်းမှဆိုးတာကြောင့်တိတ်ပြီးအပင်ပန်းမခံပဲနားဖို့အတွက်ပြောခဲ့ပါတယ်ရှုံးကအိမ်ထဲကိုဝင်ချိန်မှာတော့မိဘကြောင့်ကနေခွေးတစ်ပိုင်းလူတစ်ပိုင်းတွေကအစာစားနေတာကိုမြင်တော့လှန့်ပြီးအော်တော့နန်ကရောက်လာပြီးဘာလို့ဖြစ်တာလဲလို့မေးတော့ရှုံးကစပူကြောင်ကိုပြတော့ မန်တို့ကဘာမှမရှိဘူးလို့ပြောခဲ့ပါတယ်။နန်ရဲ့အမေကတော့ရှုံးကိုတွန်းနာခိုင်းခဲ့ပါတယ်။နန်ကတော့အမေဖြစ်သူကိုစောစောအိတ်ရဝင်ဖို့အတွက်ပြောတော့မင်းအဖေအတွက်ကောင်းမှုကုထိုးတွေလုပ်ပေးပြီးရင်အိတ်မယ်လို့ပြောခဲ့ပါတယ်။နှွေးရတော့ယောက်ျားဖြစ်သူအတွက်ကုထိုးလုပ်ပေးဖို့အတွက်တရားခွေတွေဖွင့်စီမီတွေနဲ့ပူဇော်ခြင်းမှာငလင်လောက်တလုံးဖြစ်လို့တွားခဲ့ပြီးတရားကပြောင်းသွားခြင်းမှာတော့နှွေးကကောက်ပိတ်လိုက်ပါတယ်။ခဏကြာမှတော့ရေဒီယိုကပြန်ပွင့်ခြင်းမှာတော့နှွေးကကြောက်ကြောက်လန့်လန့်နဲ့ရေဒီယိုကိုကောက်ပေါက်လိုက်တာကြောင့်ငိန်လို့တွားခဲ့ပါတယ်။ အေးအမိုးဘဝနဲ့ခြေတန်းကျလို့ကြည်ချိန်မှာတော့မျက်လုံးနေနေတဲ့ကောင်ကိုမြင်လိုက်ရပါတယ်။အဲအချိန်ဂရင်အောက်ကနေနှဲ့ရဲ့ခြေတော်ကိုဆွဲကာကောက်မောက်ချလိုက်ပြီးဂရင်အောက်ကိုဆွဲခေါ်တွားတော့နှဲ့တောင်ငေးတပအောင်អော်လို့နေခဲ့ပါတယ်။အဲနော်နန်တို့ကရောက်လာပြီးဂရင်အောက်ရောက်နေတဲ့အမေဖြစ်သူကိုဆွဲတော့ပေးခဲ့ရပြီးနန်ရဲ့အမေကခြေတော်ကျိုးတွားတာကြောင့်ဆရာဝန်ကိုအေးပင့်ခဲ့ပြီးကျိုးနေတဲ့နှဲ့ရဲ့ခြေတော်ကိုဆေးစီပေးခဲ့ပြီးမတက်တိုင်အချိန်မရွေးပြန်လာခေါ်ဖို့အတွက်မားလိုက်ပါတယ်။ရူရီကတော့ QS ကိုအိမ်မှာမကောင်းတာတွေတခုခုဖြစ်နေပြီလို့ပြောဆိုခဲ့ပါတယ်။ ူရတော့ထမင်းတဲဖို့အတွက်အိုးကိုဆေးမဲ့အချိန်မှာအိုးထဲမှာလောက်ကောင်တွေကိုမြင်လိုက်ရတော့အိုးကလက်ထဲကနေပြုတ်ကျလို့သွားခဲ့ပါတယ်။ရှုံးကတော့ရောခမဖြစ်သူအတွက်စွပြုတ်လုပေးဖို့အတွက်ဈေးသွားလိုက်ခဲ့ပါတယ်။ကီရက်တိုကတော့အောင်လန်းဆရာစီကိုတွားရပြီးအိမ်မှာတခုမဟုတ်တခုဖြစ်နေတယ်လို့နတ်ဆရာကိုပြောတော့နတ်ဆရာကလောက်ကောင်နေနဲ့ဘေးရင်ကြည့်ချိန်မှာတော့တေဆိုးနူကိုတကြိုးတဲ့အချိန်မားရတာဖြစ်တယ်လို့ပြောဆိုခဲ့ပြီးဒါကမကောင်းမှုတွေနဲ့ကြုံလာရတော့မယ်လို့ပြောဆိုခဲ့ပါတယ်။ တူရတော့ဘာဆက်လို့ရမလဲလို့မေးတော့နှက်ဆရာကအိမ်တွင်အစင်မပြေမှုတွေကြောင့်လက်စားအခြေချင်းနဲ့မကောင်းဆိုးဝါးအဖြစ်တို့ပြောင်းလဲသွားရတယ်လို့ပြောဆိုခဲ့ပါတယ်။တကယ်လို့အချိန်မီပြန်မပြင်ပေးရင်မိသားစုတွေအကုန်လုံးတေဆုံးရနိုင်တယ်လို့ပြောဆိုခဲ့ပါတယ်။မိုင်းရဲ့ဝိညာဉ်ကအယိုးတွေနဲ့တေဆုံးသွားရတာဖြစ်တဲ့ကြောင့်သူ့ကိုလွတ်မြောက်အောင်လုပ်ပေးရမယ်လို့ပြောဆိုခဲ့ပါတယ်။အဲ့ဒီအတွက်မိသားစုတွေနဲ့ဆွေရဲမျိုးတန်းပြအောင်လုပ်ရမယ်လို့ပြောတော့နှက်ဆရာကဥဆောင်ပြီးလုပ်ပေးဖို့အတွက်တောင်းဆိုလိုက်ပါတယ်။ နန်တို့ကဈေးဝယ်ပြီးအပြန်မှာဆိုင်းသက်ဆိုင်မှာလူတွေဟာခွေးသားတွေကိုပယ်ပယ်နေနေစားနေရတာကိုမြင်တော့နန်ကခွေးသားကဒီမျိုးမှာအ धिक အဆာဆာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ဆိုင်းပိုင်ရှင်ဘွားတော်ကြီးကနန်ကိုမြင်တော့ဆိုင်းနဲ့ခေါ်ခဲ့ပြီးမိအမေချော်လဲပြီးခြေတော့ကျိုးသွားတယ်။ပြီးတော့မင်းတို့အိမ်မှာမကောင်းတာတွေကဇက်တိုက်ဖြစ်နေတာကြောင့်ဂျိုဆိုးတွေဝင်နေပြီးတတိထားဖို့ပြောလိုက်ပါတယ်။အယူတယောက်ကဆိုင်းနဲ့ကလူတယောက်ရဲ့ဗဇက်ထဲကနေခွေးသားတွေကိုအတင်းထုတ်ခဲ့ပြီးဆိုင်းရှင်ဘွားတော်ကြီးက သူ့ဆိုင်ကိုနောက်ဆက်တယ်ဆိုပြီးမောင်းထုတ်ချင်းမှာလိုင်းကရောက်လာပြီးဝင်းသားကခေါ်လို့တွားခဲ့ပြီးအပြက်စီးတွေရဲ့တံပိုးကိုခဏနေကြရင်လာပေးမယ်လို့ပြောကခေါ်လို့တွားခဲ့ပါတယ်။နန်းကလိုင်းကိုအဖေအတုပလာချိန်မှာအထဲမဝင်ပဲဘာလို့လက်တံတွားတာလဲလို့မေးတော့လိုင်းကနှုတ်ပြီးအနေနဲ့ခွေးပြူကိုဒတိထားဖို့တာမာလိုက်ပါတယ်။ဒီရက်ကတော့လုပ်ငန်းပြန်လည်ပတ်ဖို့အတွက်ခွေးတွေမာထားတာကြောင့်လာဖို့ချိန်မှာအောင်စင်းလိုက်ကယူထားလိုက်ပါတယ်။ရှိုးကခဏကဆိုင်မှာမြင်လိုက်ရတဲ့အယူအကြောင်းကိုနန်းကိုမေးတော့ လိုင်းနိုမီတာစုကအရင်ကတားသက်ရုံအကြီးကြီးကိုပိုင်ထားတာတနေ့မှာတော့သူတို့အဖေကစေယူဖောက်ပြီးတမီသားစုလုံးကိုတတ်လိုက်တာပဲအဖိုးကြီးကတော့မိုးချိုးပစ်ခံရပြီးဆုံးသွားတာအခုလိုင်းနဲ့သူ့ရဲ့မောင်လေးယူနေတာကြံကောက်လို့အတက်မခံရပဲကြံခဲ့တာလို့ပြောခဲ့ပါတယ်ရှင်ကတော့အိမ်မှာဖြစ်ပျက်တာတွေကတားသက်ရုံနဲ့ပတ်သက်နေမလားလို့နန်ကိုပြောခဲ့ပါတယ်ညရောက်တဲ့ခါမှာတော့နာနိုတီအနေနဲ့ခွေးပြူအကြောင်းကိုရှာကြည့်ချိန်မှာတော့ခွေးပြူကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာတချို့ကိုနန်းနဲ့ရှင်တို့ကအတူဖတ်ကြည့်ခဲ့ပါတယ် ဦးရတော့အလပ်ပြင်းနေချိန်မှာမျက်လုံးနီနေတဲ့ခေါင်းကိုမြင်တော့အော်ချိန်မှာနန်းလိုကကြားရတာကြောင့်တွီစီကိုရောက်လို့လာခဲ့ပါတယ်နံကအပြင်မှာအဖြူကောင်းကြီးဖြတ်သွားတာကိုမြင်တော့လိုက်ကြည့်ချိန်မှာခေါမောက်ဆောင်းထားတဲ့ခွေးပြူကြီးနဲ့မျက်လုံးတွေအများကြီးကိုမြင်လိုက်ရတော့ကြောက်ကြောက်လန့်လန့်နဲ့ပြန်ခဲ့ပါတယ်။ပြန်ရောက်ချိန်မှာတော့အိမ်မှာမကောင်းတာတွေကဇက်တိုက်ဖြစ်နေတာကြောင့်တားတဲ့ရုံကိုရက်အနေငယ်ဆိုပြီးပြန်ဖွင့်ဖို့ပြောတော့အာမဟုတ်တာလေးနဲ့ရက်ဆိုပြီးမဖွင့်နိုင်ဘူးလို့ပြောလိုက်ပါတယ်။နောက်ကြိမ်မှာတော့ကီရက်စတိုကဝယ်ဒူရီရဲ့အရှိမအရှင်လက်လက်ခွေးတော်ကိုဖော်ကရောင်းလို့နေခဲ့ပါတယ်။ တူရခွေးသားတွေကိုခုတ်လိုက်တာနဲ့တပြိုင်နက်နန်းရဲ့အမေကအော်တော့နန်းကတွိစီကိုတွားခဲ့ပြီးဆက်မခုတ်ဖို့အတွက်တားလိုက်ပါတယ်။ညတော့တခါမှတော့တူရတားတဲ့ယုံကပစ္စည်းတွေကိုဆေးချိန်မှာခွေးသားကင်းနဲ့တန်ဘုံကနေအတန်ကြားလို့တွားကြည့်ချိန်မှာတွိရဲ့ခြေတော်ကိုအောက်ကနေလက်မဲကြီးကဆွဲလိုက်တာကြောင့်ခြေချော်ပြီးတွိတယောက်ခွေးကင်းနဲ့တန်ဘုံကအပြာနဲ့လဲပင်းလိဖြတ်တက်ခံရပါတယ်။ရရဆိုင်တဆိုင်မှာအရတမတချို့နဲ့ဘွားတော်ကနန်းတို့အိမ်မှာမကောင်းမှုတွေကဇက်တိုက်ဖြစ်နေတာကြောင့်ဆိုင်းပိုင်ရှင်ဘွားတော်ကိုလည်း ခွေးသားတွေကိုတခြားဆိုင်မှာပြောင်းဝယ်ဖို့အတွက်ပြောလိုက်ပါတယ်။လူကလမ်းလျှောက်ထွက်ချိန်မှာတော့ခွေးတွေဖမ်းထားတဲ့လောင်အိမ်တွေကနေလူတွေဖြစ်နေတာကိုမြင်လိုက်ရပါတယ်။ခဏလေးတော့လောင်အိမ်တွေကနေဒူးတယောက်ကထွက်လာပြီးလူကိုခေါ်ဟုတ်ပြီးကြိုက်ချိန်မှာတော့ကီရက်စ်ကရောက်လာပြီးဖျက်ရိုက်လိုက်ပါတယ်။လူကသူ့ကိုလူတယောက်ကမကောင်းကြံရှင်နေတယ်လို့ပြောတော့ကီရက်စ်ကလူမဟုတ်ကြောင်နဲ့ခွေးဖြစ်ကြောင်ပြောလိုက်ပါတယ်။လူချိန်တိုက်ချိန်မှာတော့လူကအတန်ကြားလို့နိုးလာချိန်မှာတော့ကီရက်စ်ကိုလူတစ်ပိုင်းခွေးတစ်ပိုင်းကကြိုက်နေတာကိုမြင်လိုက်ရပြီးဂရင်အောက်ကနေအတန်ကြားလို့ကြည့်ချိန်မှာတော့ မျက်လုံးနေနေတဲ့ခေါင်ကသူ့ရဲ့ရှားနဲ့လူရဲ့ပါကိုရက်လိုက်တာကြောင့်တော့ကြောင့်နဲ့អော်တော့ T-Rex ကနိုးလာခဲ့ပြီးသူ့ရဲ့ခြေထောက်မှာကាយရတစ်ခုကိုပါမြင်လိုက်ရပါတယ်။နန်းကလည်းအိတ်နေအတန်ကြလို့နိုးလာခြင်းမှာတော့လက်ပတ်ကြည့်ရင်လည်းမိဘကြောင့်မှာခွေးဖြူကြီးခေါင်ကိုမြင်လိုက်ရပါတယ်။ခွေးဖြူကြီးကနန်းကိုမြင်တော့ပြုံးပြလိုက်ပြီးခုံကိုက်မဲ့အချိန်မှာရုတ်တရက်ပျောက်သွားခဲ့ပြီးနန်းရဲ့လက်မှာကាយရတစ်ခုသာကျန်လို့နေခဲ့ပါတယ်။မနေ့မှာတော့နန်းကလိုင်းစီကိုတွားခဲ့ပါတယ်။လိုင်းတို့မီတာစုကလည်းအရင်ကနန်တို့လိုပဲမကောင်းတာတွေကတူတာကြောင့်ဘလို့ဖြစ်တာလဲဆိုပြီးမေးခဲ့ပါတယ် နိုင်ငံတော်သူတို့မိသားစုအရင်ကဘလို့အဖြစ်ဆိုးတွေကြုံလိုက်ရတာလဲဆိုတာကိုအကုန်ပြောပြခဲ့ပါတယ်။ TUS ကတော့သူတို့အိမ်မှာနောက်တစ်ယောက်ပါထပ်တည်သွားတာကြောင့်နတ်ဆရာစီကိုပြန်လာခဲ့ပြီးဘာဖြစ်တာလဲဆိုတာကိုမေ့ခဲ့ပါတယ်။နတ်ဆရာကတော့မင်းတို့အိမ်မှာစက်တိုက်တည်ဆုံးခြင်းအဆင့်ကိုရောက်နေပြီလို့ပြောဆိုခဲ့ပါတယ်။အဲဒီအတွက်ရိုးရာတစ်ခုလုပ်ရမယ်။အဲဒါကိုမင်းရဲ့အုပ်ကူမှာတွားလို့ရမှာလို့ပြောခဲ့ပါတယ်။ဝိညာဉ်ကိုထိန်းချုပ်ဖို့အတွက်နတ်ဆရာကမန်နံယူပေးမှာဖြစ်ပြီးအိမ်မှာမန်ကိုပူဇော်ထားတဲ့ခုံပေါ်မှာစာကြောရုပ်တစ်ခုတင်ပြီးဘဲတွေတွေလောင်းချရမယ်လို့ပြောခဲ့ပြီး ဲဒါမှသူ့ရဲ့ဝိညာဉ်ကအိမ်ပြန်လို့မရမှာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ကီရက်ကတော့နွန်နိုစားမဲ့အစားအစာတွေမှာကိုဝင်ပြက်ကြမဲ့ဆေးတွေထည့်လိုက်ပါတယ်။ရှွန်းတယောက်စားလိုက်ချင်းမှာတော့ဘိုင်းနာလို့စီကံတွားပြချင်းမှာဆရာဝန်ကရှွန်းစားလိုက်တဲ့အစားအစာတွေမှာတရုတ်ရိုးရော်ကိုဝင်ပြက်ကြစေဖြစ်ပြီးအနှင်းငယ်ပဲစားလိုက်တာကြောင့်ပိတ်ပြီးမစိုးရိမ်ဖို့အတွက်ပြောလိုက်ပါတယ်။နဆရာတော်မန်ရဲ့အလောင်းကိုဖော်ခဲ့ပြီးမျက်စိကိုထုတ်ကနင်းငါးပြားတွေနဲ့အစားထိုးခဲ့ပြီးခေါင်းကိုလည်းပြန်မထနိုင်အောင်တန်းနဲ့ရိုက်ခဲ့လိုက်ပြီးရှာကိုလည်းသူများတွေကိုမရက်နိုင်အောင်လှုပ်ရမှာဖြစ်ပြီ တကယ်လို့သူတို့ရဲ့အစီအစဉ်တွေကိုမကောင်းဆိုးဝါးတွေဒါသိရင်ဒုက္ခရောက်နိုင်တယ်လို့ပြောဆိုခဲ့ပါတယ်။နတ်ဇေယာနဲ့ကီဝက်စတိုကတင်းဆိုင်မှာလုံနေချင်းတစ်ဖက်ကလူရတော့အိမ်မှာပူဇော်ထားတဲ့မန်းရဲ့ခုံပေါ်မှာစာကြောက်ရုပ်တင်ပြီးဘယ်တွေတွေလောင်းနေချင်းမှာနန်တို့ကရောက်လာပြီးဘာတွေလုပ်နေတာလဲလို့မေးလိုက်ပါတယ်။နန်ရဲ့အမေတို့ကစကားများကြရင်ငယ်ချိုးငယ်နာတွေပါပေါ်လာခဲ့ပါတယ်။နန်ကတော့တူဦးလေးပြောင်းနေတာကိုသတိထားမိသွားပါတယ်။နတ်ဆရာတို့ကတော့အစီအစဉ်အတိုင်းဆက်လုပ်ခဲ့ကြပြီးနန်ကဘယ်အချိန်လောက်ကတည်တာလဲဆိုတာကိုအတိအကျပြောခိုင်းတော့ပါလာတဲ့လူတွေက 9နိုင်ခွဲကားလို့ပြောခဲ့ကြပြီးကီရက်စ်ကတော့မနက်3နိုင်ခွဲကတေးတာလို့ပြောခဲ့ပါတယ်။ဒါအိုနန်ကကြားသွားပြီးဘာကြောင့်အတိအကျတိရတာလဲလို့မေးတော့ကီရက်စ်ကငါကမကျင်တတ်တာများနေပြီ။ပူရင်နေနေတာကိုမြင်ရတဲ့မကူညီပဲလက်တံခဲ့တဲ့အကြောင်းပြောတော့နန်ကစိတ်တူပြီးထိုးချိန်ချင်ပါတယ်။နန်နဲ့ကီရက်တို့ကရန်ဘွဲကမရက်တော့မှနတ်ဆရာကတိတာကြောင့်တစ္စည်းတွေတိတ်ပြီးအိမ်ပြန်ခဲ့ပါတယ်။နန်ကကီရက်ရဲ့အုတ်ခဲစာမိသွားတာကြောင့်သတိမေ့သွားခဲ့ပါတယ်။ ကီရက်လည်းခွေးကြိုက်ခံထားရတဲ့အနာကြောင့်ခြေတရွတ်တိုက်နဲ့အင်ကိုပြန်ခဲ့ပါတယ်။အင်ရဲ့အမိုးပေါ်မှာခမောက်ဆောင်းထားတဲ့မျက်လုံးနီနီခွေးပြူကြီးကကီရက်ကိုမြင်လို့အပေါ်ကနေဆင်းလာပြီးကီရက်ကိုခေါ်အုပ်ကသူ့အပေါ်ကိုအရေဒီအန်ချလိုက်ပါတယ်။လူရတော်တယောက်ထဲဖြစ်လာကြောင်းဆိတ်ချောက်ထားခြင်းမှာယောက်ျားဖြစ်သူကခွေးယူပြန်ပြီးသူ့မိမကိုဆွဲခေါ်လို့တွားပြီးခွေးတွေကိုတတ်တဲ့ရေနွေးပပတ်ဆူနေတဲ့အိုးတဲ့နစ်ကတတ်လိုက်ပါတယ်။နန်ကအင်ရောက်လာချိန်မှာတော့လူရဲ့မျက်နှာကပိုးဆိုးပတ်ဆက်ဆုပ်ပြတ်တက်နေတာကိုမြင်တော့ကဲမယ်လုတ်ခဲ့ပြီးမဲ့ အိမ်ထဲကနေအမေဖြစ်သူအော်ဒန်ကြားလို့တွားကြည့်ချိန်မှာကီရက်စ်ကနန်းရဲ့အမေကိုဂရင်းနဲ့တတ်မဲ့လှုပ်တော့နန်းကတွေ့ရပစ္စည်းနဲ့ကောက်ရိုက်လိုက်ပါတယ်။အဲနောက်သူကြီးတယောက်ကအသေးနဲ့ခြခြရင်နန်းကစင်းလီဒုံးနဲ့ကီရက်ရဲ့ခေါင်းကိုဖြတ်ရိုက်လိုက်တာကြောင့်ခေါင်းကလဲထွက်လို့တွားခဲ့ပါတယ်။အဲနောက်နန်းကသူ့အမေနဲ့မိမကိုခေါ်ခဲ့ပြီးဒီကနေထွက်မဲ့ချိန်မှာကီရက်စ်ကပြန်ထလာပြီးလဲနေတဲ့လဲဘင်းကပြန်တဲ့လို့တွားတာကြောင့်နေရောက်တာခြခြရင်အပြင်ကိုရောက်လို့တွားခဲ့ပါတယ်။အပြင်မှာမိုးရွာတွေကရွာနေတာကြောင့်ခြရတာက ိတ်ပြီးအဆင်မပြေခဲ့ပေမယ့် Kiras ကတော့ကန်ဆိုးပြီးတင့်ငုံနဲ့ထိုးမိလို့တွားခဲ့ပါတယ်။အဲဒီချိန်မှန်ကလိုင်ပြောမှုတဲ့စကားကိုပြန်အမှတ်ရသွားခဲ့ပါတယ်။အဲဒါကတော့တယောက်ယောက်ကရေရဝိုးနဲ့အဆုံးတက်ရမှာဖြစ်တာကြောင့်နန်ကပြန်ထွက်လာတဲ့ Kiras ကိုပြန်တွန်းခဲ့လိုက်ပါတယ်။အဲနောက် Kiras ကနန်ကိုကပ်လိုက်ချိန်မှာမိုးကြိုထပြတော့နန်ကလွန့်ထပ်သွားခဲ့ပြီး Kiras ကတော့အဆုံးတက်ခံလိုက်ရပါတယ်။နန်တို့ကခွေးလာရောက်တဲ့ဆိုင်ကိုယာတက်ပန်ပိတ်လိုက်ပြီးနန်ကတော့အမေဖြစ်သူကိုပါတခါတည်းမြို့ကိုခေါ်လို့တွားခဲ့ပါလေ